ချင်းလျက်နဲ့လမ်းခွဲခဲ့ရတဲ့ဆူရွန်ရီမွန်နဲ့သူမရဲ့တိတ်ကချေရေးကိစ္စကိုဖွင့်ချလာတဲ့မင်းသမီးစောင်းဝီရီမိန်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဘဝတစ်ပတ်ကိုကူးပြောင်းသွားခဲ့ပြီးဖြစ်တဲ့နိုင်ငံကျော်တေးတန်ရှင်ရီမွန်နဲ့ MRT4 မင်းသမီးချွန်လီစောင်းဝီရီမိန်တို့နှစ်ယောက်ရဲ့လူတီနေခဲ့တဲ့ဇာတ်လမ်းလေးအကြောင်းပါ လက်ရှိမှာတော့ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အဆိုရွန်ရီမွန်ရဲ့ ETO Fairway Tour ချင်းကျင်းပနေတာကိုတော့အားလုံးလေးသိကြလိမ့်မယ်လို့ထင်ပါတယ်။အဆိုရွန်ရီမွန်ကိုခုချိန်ထိမပြတ်အားပေးလျက်ရှိနေကြတဲ့ပရိသတ်ကြီးတွေကလည်းရီမွန်ကိုထိမ့်မက်ပြူတော်အဖြစ်မပြတ်မကွက်သွားရအောင်အားပေးခဲ့ကြတာပါ။အဆိုပါ ETO Fairway Tour ကိုလာရောက်အားပေးခဲ့တဲ့ပြည်သက်ကြီးတွေထဲမှာတော့အဆိုရော်ရီမွန်နဲ့တချင်ကပတ်သက်ခဲ့ပူတဲ့တရုတ်ဆောင်မင်းသမီးချော်လီစောင်းဟီမေလည်းရှိနေခဲ့ပါတယ်။ ဆောင်းဝီမီကိုရိုင်းကတော့သူမလာရောက်အားပေးနေခဲ့ချောင်းကိုတစ်တော့ဘောကနေအတိပေးလာခဲ့တာပါဒီလိုမျိုးနမဲကြီးဆိုတော့ရဲ့အဖွဲ့ကိုတွားရောက်အားပေးတာကတော့ပုံမှန်လို့ထင်ရပေမဲ့လေတယုံဆောင်မင်းသမီးကျော်နေဆောင်းဝီမီကတော့သူမရဲ့တခြင်းကရီးစားဟောင်းကိုပြန်မှန်ရတော့အဖြစ်လာရောက်အားပေးတာကတော့တချို့သောပြည်သက်တွေရဲ့အာရုံကိုဖန်ဆာနိုင်ခဲ့ပါတယ် ။အားကြောင့်လဲဆိုရင်တရုတ်ဆောင်စောင်းဝီမင်းနဲ့အဆိုရောရီမွန်တို့ရဲ့တချင်းကဇလန်လေးတပုတ်ကတော့တချို့အတွက်ထူးဆန်းနေခဲ့ပါတယ်။တချို့အတွက်ကတော့လုံးဝကိုမသိခဲ့ဘူးတဲ့ဇလန်လေးလို့ဆိုရမှာပါ။ အရှင်တို့ကတော့လူမသိသူမသိနဲ့တွဲခဲ့ကြပြီးတော့အင်တာဗျူးတွေမှာလည်းတိတိကျကျဖြည့်ဆို့ထားခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့လေခုချိန်မှာတော့ကျဲရဲသူရီစာဟောင်းလေးစောင်းရီမေကတော့သူမတစ်ချိန်ကချစ်ခင်ရတဲ့အဆူတော်ရီမွန်ကိုအမတ်ရတော်အပြင်ပွဲကောသွားရောက်အားပေးခဲ့တာပါ။လွန်ခဲ့တဲ့2019-2018ခုနှစ်တုန်းကအဆူတော်ရီမွန်နဲ့မင်းသမီးချော်နေစောင်းရီမေတို့နှစ်ယောက်ရဲ့ဆက်လန်းလေးစတင်ခဲ့တာပါ။ အဲ့ဒီအချိန်အစရောရီမိုနဲ့တွဲနေတဲ့ချစ်သူကြီးစာတက်တန်တချောင်းမှာတယုံဆောင်ဆောင်းရီမီကတော့နမေမကျော်ချာမထင်ရှားသေးတဲ့ MRT ဖုန်းမင်းသမီးငယ်လေးတူဖြစ်ပဲရှိနေပါသေးတယ်။ဒီလိုအချိန်မှာအစရောရီမိုဟာရော့ကီတာလောကရဲ့ဆရာတဆူဖြစ်ပြီးအီဒီယောအဖွဲ့ဝင်တူလို့ဆိုရမှာပါ။အလုံးနဲ့တည်တဲ့တိုင်းရီမိုရဲ့ထွက်ရှိသမျှတခြင်းတိုင်းလူလူကသူကိုယ်ရရေးဆက်နေရှိပြီးအနှစ်သာရတွေပြည့်စုံနေတာကြောင့်မြမတနိုင်ငံလုံးတိုင်းတာပြည်သက်ကြီးတွေအားပေးမှုကိုတခင်းနဲ့ရရှိခဲ့တဲ့နိုင်ငံကျော်ဆိုတော်တူပါ မင်းသမီးလေးစောင်းဝေးရီမေဟာဒီလိုနိုင်ငံချောဆူရတူးနဲ့ချစ်ကြိုက်ခွင့်ရခဲ့ကြပြီးဒူးပေါ်ဒူးလည်းနားလည်မှုအဖြစ်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းစောင်းဝေးရီမေနဲ့တွဲနေပါလျက်နဲ့ရီမွန်ဘက်ကတခြားကောင်မလေးတယောက်နဲ့ဖောက်ပြန်ခဲ့ပြီးပလင်းသွားခဲ့တာကိုတော့မင်းသမီးစောင်းဝေးရီမေကိုရိုက်ကပြောပြထားတာပါ။ ။ဆောင်းဝီယီမီဘက်ကလည်းချစ်ခင်တာကြောင့်တောင်းတပန်ပန်ပြောဆိုခဲ့ပေးမယ်လေ။ရီမွန်ဘက်ကတခြားမိန်းကလေးကိုရွေးချယ်သွားခဲ့ကြောင်းနောက်မှရီမွန်ဘက်ကနောက်တရပင်သူမစီကိုပြန်လာခဲ့ပေးမယ်လေ။ပြန်ပလစ်ခဲ့တယ်လို့ပြောလာခဲ့ပါတယ်။ဒါမိမဲ့လေနောက်ပိုင်းနှစ်ယောက်ပြေးလည်သွားခဲ့ကြပြီးနားလေးမှုပြင်းတဲ့ငွေချင်းတွေလိုဆက်ပြီးရှိနေခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့2021ခုနှစ်မှာတော့အဆိုရရီမော်ဟာလောကကြီးကနေရုပ်ရှင်ဆန်ဆန်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ဒီတဲ့င်းကတော့တနင်္ဂနွေလုံးရဲ့ပြည်သက်ကြီးတွေအသေးကိုခွဲခဲ့တယ်လို့ကြီးဆောင်ဖြစ်တဲ့စောင်းဝီရီမေးအတွက်လည်းနှစ်ခါပြန်တဲခွဲခဲ့ရတဲ့တဲ့င်းလေးတစ်ပုတ်ဖြစ်နေခဲ့ပါတယ်။နှစ်တေချလာတဲ့အခါမှာတော့စောင်းဝီရီမေးလည်းချစ်သူဟောင်းရီမွန်ကိုလွမ်းဆွတ်တော်အဖြစ်သူ့ရဲ့အဖွဲဖြစ်တဲ့အီဒီယိုအဖွဲကိုကိုယ်တိုင်တွားရောက်အားပေးခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့အဆိုရွန်ရီမွန်ကိုချစ်ကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဘယ်လိုခံစားမိလဲဆိုတာကိုပြောပြပေးသွားကြပါအောင်ရှင်။